လက်ရှိဟိုစိတ်ထဲမှာပြင်ဆင်ထားတာတော့အများကြီးတော့မရှိပါဘူးကျွန်တော်တို့ရိုးရှင်းပဲမြန်မာနိုင်ငံအတွက်စူးစမ်းနေရဆိုရယ်စိတ်တစ်ခုထည့်ထားလိုက်အားရင်နေကုန်တော့ပြည့်ပါဦးဟုတ်ကဲ့အဲ့လိုပါဟိုဘာလို့လဲဆိုတော့ကိုရီးယားပုံအစားကျတော့ဟိုဒီကိုရီးလူတွေအတွက်ကိုရီးမိသားစုတွေအတွက်ပဲစူးစမ်းရတဲ့စိတ်တစ်ခုရှိရတယ်။အခုကကျတော့အခုသွားပြန်မယ်ပြန်မွေးကျတော့အဲ့လိုမျိုးမဟုတ်တော့ဘဲနဲ့ နိုင်ငံကိုကိုစားပြရမယ်ပွဲဖြစ်သွားပြီ။ပွဲဆိုတော့ဟိုအရင်ကနှစ်စားလုပ်တယ်ဆိုရင်ကုအချိန်မှာကျွန်တော်ကနှစ်စားနဲ့မလုံလောက်လို့ခံစားရတယ်။တော့သုံးစားလုပ်မှရမယ်။သုံးစားနဲ့မလုံလောက်ဘူးဆိုတော့ဒေးစားလုပ်မှရမယ်။ဘာလို့လဲဆိုတော့အဓိကကျွန်တော်နိုင်ငံအတွက်အကောင်းဆုံးပေးဆက်ချင်လို့ကျွန်တော်ကတော့ကျွန်တော်နာမည်ကတော့ကောင်းထေဘူးပါ Falcon Esports Head Coach ပါကျွန်တော်ကတော့ရဲတပ်စီတူပါ Falcon Esports မှာ Roman Soft ကနေ KS ပါ အာကျွန်တော်နာမည်ကတော့အာကာဖုံးပြေပါကျွန်တော် Falcon Esports မှာ ESP လိုင်းစော့နေရိုင်းမဲ့ပါအခုအခုလို့စနေကားနဲ့မိတ်ဆက်တာဒါမြန်မာနိုင်ငံကိုသားပြုအဲအနေနဲ့ဒီစနေကားဆိုရွပြောင်းလဲလဲနော်စနေကားဆိုကျွန်တော်တို့ကျွန်တော်တို့ရဲ့စိတ်ထဲမှာခုနကဥက္ခရာပြောသွားလို့ပဲကျွန်တော်တို့မဆုံမနဲ့မြန်မာနိုင်ငံအတွက်အကောင်းဆုံးစူးစမ်းမယ်ဆိုရဲခံစားချက်တွေရတယ်ပေါ့နော် အခုလိုဝယ်မြင့်လေးတုတ်ပြရတကယ်ကောင်းပါတယ်ဘာလို့ဆိုတော့အခုလိုမျိုးဒီ e-sport ဥက္ကဋ္ဌတွေကလည်းကျွန်တော်တို့ဒီမျိုးသူတို့ရဲ့ plan တွေဒီဟာဖြစ်ရတဲ့အကြောင်းအရာတွေအကြောင်းရင်းတွေပါတယ်သူတို့ကတရေချာလေးရှင်းပြရတယ်ကျွန်တော်ကိုရီးယားလည်းကိုရီးသွားနေရဲ့ရှောင်းရမယ်တန်းကိုကောင်းကောင်းမြင်ရတယ်ကောင်းကောင်းသိရတယ်ကိုရီးဘာဆက်လုပ်ရမလဲဆိုတော့ပို့ပြီးတော့သိရတယ်ကျွန်တော် ိုတွေဟိုဒီစီကင်းသွားမဲ့ပွဲတော့လည်းပို့ပြီးကြိုးစားရမယ်ကိုမြန်မာနိုင်ငံအတွက် ကုံဆောင်ရမယ်အဲ့ဒီစိတ်တွေပို့ပြီးဖြစ်လာတယ်အဲ့ဒီပြောမှာနောက်ထပ်လုပ်ရမယ် future plan ပါလေဒီမြန်မာနိုင်ငံအတွက်အကောင်းဆုံးကြိုးစားရမယ်ဆိုတဲ့စိတ်တွေဒီပွဲမှာဖြစ်လာဖြစ်ခဲ့ပေါ့ဒီမြန်မာကိုစားပြုအသင်းအနေနဲ့တွက်ပြဲရအောင်လဲဆိုတဲ့အတွက်တော့ဒီပြင်လာနဲ့ဒီကိုရီအနေနဲ့လည်းအဲ့လိုပို့ပြီးတော့ဒီမြန်မာနိုင်ငံအတွက်ဒီရွှေစိတ်ယူပေးခြင်းနဲ့စိတ်တွေပါဖြစ်တယ်ပေါ့ပြီးတော့လည်းဒီ အနာဂတ်မှာလည်းဒီလူငယ်တွေအတွက်ခွင့်လန်းနေအများကြီးပိုပွင့်လာရဲ့အတွက်အဲကျွန်တော်အနေနဲ့အခုလက်ရှိမှာပြင်ဆင်နေရတာတော့တော့ရောက်ရှိရပါတော့အခုဆိုရင် MSL လည်း MSL လည်းပြိုင်မယ် MSL ပြီးရတယ်တခါတည်းစီကိန်းသွားမှာဆိုတော့ဒီ MSL ကဒီစီကိန်းအတွက်လည်းတခါတည်း training လုပ်ပြီးသားဖြစ်တာပေါ့ကျွန်တော်အနေနဲ့ဒီခေါက်ကြေးထည့်နေလို့တော့မရတော့ဆိုရယ်စိတ်နဲ့ကြုံးမရရမယ်ဟုတ်ကဲ့ဒါပေမဲ့ကျွန်တော်ကအခုဒီရွှေယူမယ်ဆိုရယ်စိတ်နဲ့ပဲစူးစမ်းနေရပါတယ် ကိုရှ်ပြောသွားသလိုပဲဟိုကျွန်တော်တို့ရှေးယာစီနီယာတွေကလည်းဒီရှေးယာစီဂိမ်းမှာတော့သူတို့ရာဟိုဂျေးထိရခဲ့တာဆိုတော့ကိုရီကလေးကြရင်လည်းဒီထက်နိမ့်နေနေရာတစ်ခုကိုရောက်လို့မရဘူးဒီထက်မြင့်နေနေရာတစ်ခုကိုရောက်မှရမယ်အဲ့ဒီအဲ့ဒါမှလည်းကိုရီကလူငယ်တွေပို့ပြီးတော့ inspire ဖြစ်မယ်ပြီးတော့ကိုရီနိုင်ငံတွက်လည်းပို့ပြီးကုန်ဆောင်နိုင်မယ်အဲ့ဒီကြောင့်မလို့ကိုရီကပူကျူးစားမယ်အဲ့ဒီကြောင့်မလို့ကျွန်တော်တို့ရွှေသိပ်ယူဖို့တော့ကောင်းကင်ထူစားသွားတာ ဒီကျွန်တော်အရှိရာလူတွေကမ်ဘောဒီးယားမှာတက်ဆော့တော့လာတယ်သူတို့အနေနဲ့အကောင်းဆုံးကြိုးစားသွားခဲ့ရတယ်ပြီးတော့ကျွန်တော်တို့အလဲကြရင်လည်းကျွန်တော်တို့ဒီလာမဲ့စီးဂိတ်မှာဒီဘယ်လိုပြောမလဲအဲပူကောင်းတဲ့ရလေရလေတွေရအောင်ကျွန်တော်တို့ပို့ပြီးတော့ကြိုးစားပါလက်ရှိဟိုစိတ်ထဲမှာပြင်ဆင်ထားတာအများကြီးတော့မရှိပါဘူးကျွန်တော်တို့ရိုးရှင်းရမယ်မြန်မာနိုင်ငံအတွက်ကြိုးစားနေရဆိုရယ်စိတ်တစ်ခုထည့်ထားလိုက်ရင်အားရနေအကုန်လုံးအပြည့်ပါပဲဟုတ်ကဲ့အဲ့လိုပါ ဟိုဘာလို့လဲဆိုတော့ကိုရီးယားပုံအစကျတော့ဟိုဒီကိုရီလူတွေအတွက်ကိုရီမိသားစုတွေအတွက်ပဲစူးစမ်းရတဲ့စိတ်တစ်ခုရှိတယ်။အခုကကျတော့အခုသွားပြန်မယ်ပြန်မွေးကျတော့အဲ့လိုမျိုးမဟုတ်တော့ဘဲနဲ့နိုင်ငံကိုကိုစားပြီးအောင်မယ်ကွဲကွဲဆိုတော့ဟိုအရင်ကနှစ်စားလုပ်တယ်ဆိုရင်အခုအချိန်မှာကျွန်တော်ကနှစ်စားနဲ့မလုံလောက်လို့ခံစားရတယ်တော့သုံးစားလုပ်မှရမယ်သုံးစားနဲ့မလုံလောက်ဘူးဆိုတော့ဒေးစားလုပ်မှရဘာလို့လဲဆိုတော့အဓိကကျွန်တော်နိုင်ငံအတွက်အကောင်းဆုံးပေးဆက်ချင်လို့ပါကျူကြီးရင်ကုန်တာလားဆိုတော့ဒါကတော့ ရသွားမှာပဲကြည့်ရမှာပေါ့ကြိုပြီးတော့ရေမခုန်လာတော့ပါဘူးဒါပဲဒါသူများနိုင်ငံမှာတော့ကိုယ်နိုင်ငံလည်းချုပ်ကြုံသူများနိုင်ငံမှာတော့ကိုယ်နိုင်ငံလည်းရွှေယူကြီးချုပ်လာတာတော့အဲ့ဖီလင်းတော့လိုချင်တာပေါ့ဟုတ်ကဲ့ပါဘာလို့ဆိုတော့ဒါရီရတယ်ဟိုကျွန်တော်တို့ငယ်လေးတည်းကအိမ်မက်တီတည်းအိမ်မက်တီတည်းတခုလို့ပြောလို့ရတယ်တင်ပါဘာလို့ဆိုတော့ကိုရီဒီကင်းကစားတဲ့အရာဆိုတော့အရင်တော့ဒီလိုမျိုးပြိုင်ပွဲကြီးပါတယ်နိုင်ငံကစားပြုတာမရှိရတော့ကြောင့်မလို့ကိုရီးယားငယ်လေးတည်းကလူကြီးကြီးမေးပြီဆိုရင်ဘာလို့ချင်လဲဘာလို့ချင်မလဲကျွန်တော်ကဂိမ်းဆော့ချင်တယ်ဂိမ်းဆော့ချင်မယ်ဖြည့်ကြတဲ့လူငယ်တွေတော့ တော့ဒီဂိမ်းနဲ့ဒီနိုင်ငံကိုကိုစားပြုရမှာဆိုတော့ကျွန်တော်ရဲ့အိမ်မက်တွေတည်းကတခုဖြစ်လာတယ်လို့ပဲပြောမှာပေါ့မင်းသားမင်းသားအဲ့လိုပဲပေါ့ကျွန်တော်ငငယ်ဟိုကတော့ဒီဂိမ်းစော့ရယ်ဆိုတာဂိမ်းစော့တာတခုပဲရှိရမှာနောက်ဆက်တွဲကျွန်တော်စီမှာဒီဂိမ်းစော့ကြီးဘာဆက်လုပ်မှာလဲဆိုရယ်အရာတွေမရှိဘူးကွာဒါပေမဲ့ခုနောက်ပိုင်းကျတော့အဲ့လိုလူငယ်တွေကဂိမ်းစော့ရင်တောင်းမှာသူတို့တွေကအဲ့လိုခွင့်လန်းနေရရှိရလန်းနေရအရှိရလူတွေကလည်းဖောက်ပြီးရဖြစ်တယ်ဆိုရယ်သူတို့ အလဲကြရင်လည်းဒီလိုဂိမ်းတွေဆိုလည်းတို့တို့အတွက်ဘွားအာမန်ကခံချက်တွေရလာမယ်ကျွန်တော်ထင်ပါတယ်။အော်ဆော့ကတဲ့နိုင်ငံဆိုတော့လက်ရှိမှာတော့မိုဘိုင်းလေးဂျင်မှာအင်အားကြီးနိုင်ငံဆိုအင်ဒိုဖိလစ်ပင်းတော့ရှိမှာပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ဒီဒိန်းတွေကိုလည်းအကောင်းဆုံးကျော်ဖြတ်နိုင်မယ်လို့ယုံကြည်ပါတယ်။ကျွန်တော်တို့ကျွန်တော်တို့ပုံမှန်လေးပုံမှန်လိုပဲပေါ့ဟိုကျွန်တော်တို့ကန်မှာမနက်စောစောထားမယ်။မနက်စောစောထားညစောစောအေးမနက်စောစောထားပြီးတော့လည်းဒီဂိမ်းမှာ training မှာအကောင်းဆုံးစိတ်နှက်ပြီးတော့အကောင်းဆုံးကြိုးစားမယ်။ပြီးတော့ကျွန်တော်တို့ဂိမ်းဟာ teamwork game ဖြစ်တဲ့ကြောင့်မလို့ ဘာရောက်တူဆော်ရဲဂိမ်းမို့ကျွန်တော်တို့တရားညီကိုတွေပို့ပြီးတော့ချင်းချင်းခင်နေရတယ်ပို့ပြီးစီးစီးလုံးလုံးနေရတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့တွေးဝမ်ကွဲနေလို့မရဘူးဘာလို့လဲဆိုတော့စီးစီးလုံးလုံးနဲ့ဆော်ရဲဂိမ်းဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့တယောက်သာမညီဘူးဆိုရင်ကျွန်တော်တို့တွေကတစ်ခါတင်းကိုနိုင်မို့ဆိုမဖြစ်နိုင်ဘူးအဲဒီကြောင့်မို့ကျွန်တော်တို့ပြင်ဆင်မှုတွေကဒီကိုကိုကိုတွေမဟုတ်ဘူးကိုရဲ့ပဝင်ကြီးကိုရဲ့အတင်းသားတွေပါအကုန်လုံးပြင်ဆင်ရတာပေါ့အကုန်လုံးတူရဲ့တားတွေဖြစ်နေမှာကျွန်တော်တို့လည်းဆင်ပြေတယ် ဟုတ်ကဲ့ဟိုခုလိုမျိုးကျွန်တော်တို့စီးကိန်းသွားတဲ့အခါမှာပရိသတ်တွေညွန်လက်ထားလို့ကျွန်တော်တို့ရွှေစိတ်ကိုအကောင်းဆုံးကြိုးစားမှာပါပရိသတ်တွေကလည်းကျွန်တော်တို့ဘက်ကိုအများကြီးစပို့ပေးပါတယ်တောင်းဆိုချင်ပါတယ်ပြောလိုက်ပရိသတ်တွေကိုပရိသတ်တွေကိုပရိသတ်တွေကိုတောင်းဆိုချင်တာကျွန်တော်တို့လည်းအကောင်းဆုံးကြိုးစားနေပါတယ်လို့ကျွန်တော်တို့ဒီနိုင်ငံတခြားနိုင်ငံရဲ့စင်မြတ်ထက်မှာကျွန်တော်မြန်မာနိုင်ငံရဲ့အတန်လွှမ်းခြုံပြီးတော့ကျွန်တော်တို့ရအမြင့်ဆုံးဆိုတဲ့နေရာတစ်ခုရောက်အောင်အကောင်းဆုံးကြိုးစားမှဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့လည်းအားပေးကြပါလို့ကျွန်တော်တို့လည်းအကောင်းဆုံးဒီချက်ပုံပြီးကြိုးစားပါမယ်လို့ thank you